နျူကတ်ဆယ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးဂန်နာ9ရောက်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးရတဲ့ဂျိုးဒွားရခင်ဗျကျွန်တော်ခုခက်မှာစိန်ချင်းဘက်မှာ Magpies တွေကိုခဲရခဲစေအနိုင်ယူခဲ့တဲ့ပွဲရတယ်ကျွန်တော်အကြိုက် Arsenal ကစားသမား9ယောက်ကိုရွေးထုတ်သွင်းသက်ဆွေးနွေးပြီးသွားချင်ပါတယ်ဒါကကျွန်တော်အကြိုက်ကစားသမား9ယောက်ပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညီကိုရင်းနဲ့အမြင်ချင်းတူချင်မှတော့တူလိုက်မယ်ဒါပေမဲ့ကျွန်တော်အကြိုက်ကိုပဲရွေးချယ်သွင်းသက်ဆွေးနွေးပေးပါမယ်ကစားသမားအကြိုက်9ယောက်မပြောခင်မှာကျွန်တော်အရင်ပြောချင်တာတချို့ အာစနယ်ကစားသမားတွေဒီစွမ်းဆောင်ရေးပိုင်းလိုအပ်ချက်ရှိတဲ့သူပါတယ်လို့ကြံ့ခိုင်မှုပိုင်းမပြည့်ဝတဲ့ကစားသမားတွေလည်းမြင်တွေ့ခဲ့ရတယ်။ဘူခါယိုစာကာရဲ့ပုံမှန်စွမ်းဆောင်ရေးမမြင်ရသေးဘူး။ကျွန်တော်ကတော့သူ့ရဲ့စွမ်းဆောင်ရေးပိုင်းနိုင်ကြသွားမှုထက်ကြန့်ခိုင်မှုပိုင်းမပြေဝလို့လို့တော့ကျွန်တော်ယူဆတယ်။နောက်တတိယကတော့ video yogis yogis တိ sporting list ပေါ်မှာကျွန်တော်တို့မြင်ရတဲ့အခြေသွေးပိုင်းဟာအဲ့လိုမဟုတ်ဘူး။တခြားစီပဲဒါ video yogis ရဲ့ ုံမုံတပုံလောက်ပဲရှိသေးတယ်။ယော့ကက်စ်ရဲ့လိုအပ်ချက်အများကြီးဒီနေ့ပွဲတင်မှာတွေ့ခဲ့ရတယ်။အာစနယ်အသင်းလိုအပ်နေတဲ့ twin goal ကိုလည်းမရီနိုကသွင်းယူပေးသွားတယ်။ယော့ကက်စ်ဒီ penalty ဖြစ်ရဲ့တလုံးလောက်ကလွဲရင်ကျန်တဲ့အလုံးတွေမှာလူပိုကြီးလိုဖြစ်နေတာဒါကျွန်တော်က blame တာမဟုတ်ဘူးเนาะအရင်တော့ပုံတံတွေမမြင်ရတဲ့အတွက်ကြောင့်ပုံစံကောင်းမရသေးတဲ့အတွက်ကြောင့်အမ်လို့အာမီယာဖြစ်တဲ့အတွက်ထောက်ပြတာပါ review ထဲမှာတချို့ပြောရမယ့်အပိုင်းလေးတွေကြံခဲ့လို့လည်းကျွန်တော်ဖြည့်ဆွတ်ပြောလိုက်တာပါတယ်နောက်ဆုံးတစ်ယောက်ကတော့အများစု ချီးကျူးသဘောကျနေကြတဲ့မော့စကယ်ရာပါ မော့စကယ်ရာဒီဒီနေ့ပွဲစဉ်နည်းနည်းစိတ်လောနေတဲ့ပုံစံကွန်ပိုရှားတိတ်မဖြစ်တဲ့ပုံစံမြင်ခဲ့ရတယ်အတီတာကတော့တိတ် fit မဖြစ်တဲ့ William Saliba ကိုချန်ပြီးမော့စကယ်ရာကိုထည့်တာ Saliba ကို line နဲ့ out တာမဟုတ်ဘူးနော်တိတ် fit မဖြစ်သေးလို့ခဏလေးချန်ထားလိုက်မယ်ပြီးရင် Champion League လည်းကံမှုရှိနေတဲ့အတွက်ဒီပွဲစဉ်မှာမော့စကယ်ရာကိုဦးစားပေးခဲ့တယ်တို့ပေမဲ့အတွေ့အကြုံပိုင်းနဲ့ကွန်ပိုရှားဖြစ်မှုပိုင်းမှာမော့စကယ်ရာအနေနဲ့လိုအပ်ချက် ရှိနေပါတယ်ခင်ဗျ ဒါတော့ဟိုစွမ်းဆောင်ရည်ပိုင်းအရာဖြစ်စေကြက်ไข่မူပိုင်းအရာဖြစ်စေလူအပ်ချက်ရှိတဲ့ကစားသမားတွေကိုကျွန်တော်ထောက်ပြခဲ့တာပါ။ Okay အဲ့တော့ကျွန်တော်ကြိုက်ဆုံးနံပါတ်9နေရာမှာရှိတဲ့ကစားသမားကိုစပြီးတော့ရွေးချယ်ပေးခြင်းပါတယ်။ဒီပွဲစဉ်မှာအနိုင်ကိုတွင်းယူပေးသွားခဲ့တဲ့ Mikel Merino ဒီလိုကစားသမားမျိုးတွေကပွဲချိန်ဘလောက်ပဲကစားရကစားကျွန်တော်တို့ကရွေးပေးရမှာသူ့ကြောင့်ဒီပွဲစဉ်ဟာတရရနေအနိုင်ရလက်ဖြစ်တယ်။မီရီနိုကဒီလိုပွဲမျိုးတပွဲတည်းမဟုတ်ဘူး။ရှစ်ပွဲတွေမှာလည်းတော့ရှစ်ရာသီကလေးကအာစနယ်အသင်းတို့ကအဲ့လိုလူအပ်တဲ့အတွင်းကိုတွေဆိုရအောင် ွင်းယူပေးလေးရှိတယ်ဒီနေ့ပွဲတွေမှာ तू ပွဲချိန်မြန်မြန်စားတော့မကစားခဲ့ရပါဘူးဒါပေမဲ့ तू တွင်းယူသွားတဲ့ကောင်းတိုက်ကူဆိုရင် Declan Rice ရဲ့ပေးပို့လိုက်တဲ့ cross ball ကလည်းလုံးဝ calf ကြီးပြလေထွက်နေတာဒါပေမဲ့ तू ကောင်းတိုက်ပုံအရန်ပါနေတယ်ဂိုးပေါက်ဗမာရှိတယ်လဲဆိုတာ ကြိုပြီးတော့လှမ်းဖတ်တာရမ်းတိုက်တာမဟုတ်ဘူးဗျာတေးသေးကြောရည်ရွယ်ချက်ရှိနေတိုက်သွားတာပါတိုင်ုံထိသွားတယ်ဂိုးသမားနေပုတ်အနေနဲ့ဂိုးပေါက်ထဲဝင်သွားမှသာလေလက်နဲ့ပြန်ပုတ်လိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်ဂိုးဝင်သွားမှတော့သိပါတယ်လက်ကလက်နဲ့ပုတ်လိုက်တာတော့ဒီတိုင်းတသက်ပုတ်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ကတော့မီကယ်မီရီနိုရဲ့အရေးပါမှုရှိခဲ့တယ်လို့ယူဆတယ်မီကယ်မီရီနိုကိုအကြိုက်ဆုံးနံပါတ်9နေရာမှာရွေးပါတယ် โอเคကျွန်တော်ကြိုက်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲစဉ်မှာလူသားဝင်ကစားသမားအဖြစ်ဝင်လာခဲ့တဲ့ Martin Odegaard ပါ။ Odegaard စွမ်းဆောင်ရည်ကောင်မပြနိုင်ဘူးဆိုတာမှန်တယ်။ဒစိတ်ဒေတာကျွန်တော်လက်ခံတယ်။ဒါပေမဲ့ Odegaard ကိုမေ့ထားလို့ရလားမရဘူးလားဆိုတာဒီပွဲစဉ်ဟာတက်သေးပဲ။ Progressive passes လို့ခေါ်တဲ့ထိရောက်တဲ့ဘောလုံးပေးပို့မှုတွေပေးနိုင်စွမ်းမှာတော့ Odegaard ဒီဆရာကျနေတယ်ဖြစ်ပါတယ်။ဘရိုတလုံးမမီလား။ Louis Scaly ပြေးထွက်သွားတဲ့အလုံးပေးသွားတဲ့ Troopers ကြီးကိုကြည့်ပါဦး။ဒါကထိတ်တဲဆင်ဆွဲဆောင်ရေးရှိတဲ့ကွင်းလေကစားသမားတွေမှသာလျှင်ပေးပို့နိုင်တဲ့ Progressive Passes မျိုးဖြစ်ပါတယ်။ကျွန်တော်တို့ရတာ Progressive Passes လို့ပြောလိုက်တာဗျာ။တကယ်တမ်းဘောလုံးကွင်းမှာပင်းထင်တော့မလွယ်ဘူး။ဘောလုံးမို့ရင်တော့ Progressive Passes ပေါ့။မြန်မာလိုပြောရင်တော့ထိရောက်တဲ့ဘောလုံးပေးပို့မှုအပေးနိုင်ဆုံးကစားသမား။ ူဝင်လာတဲ့အချိန်မှာအာစနယ်သင်းရဲ့တချို့သောထိရောက်မှုတွေပြောင်းလဲလာတာတွေ့ရတယ်။အဲဒါကြောင့် easy ကောင်းတယ်နော် zubimani ကောင်းတယ် rice ကောင်းတယ်ဆိုတာဒီပိုင်းဒါမှမဟုတ်လေအာစနယ်သင်းရဲ့ captain martin odigat ကိုလည်းမိထားလို့မရအောင်။ဒါအပြင် နောက်ဆုံးအနိုင်ရစီမဲ့ဂါဘီအလက်ကောင်ရဲ့တွင်းကိုလည်းကော်နာကနေအကောင်းဆုံးဖန်တီးပေးနိုင်ခဲ့တယ်။အဲ့တော့ကျွန်တော်ကတော့ ီဘက်ထဲမှာအကြိုက်ဆုံးနံပါတ်၄ဖြစ်မာတင်အိုရီကတ်ကိုရွေးပေးပါရခင်ဗျာဟုတ်ကဲ့တလဆာရမီဆပေးချင်တယ်ကျွန်တော်အခုဗီဒီယိုလေးကိုကူညီပတ်မှုထားတဲ့ဖော်ဘောကင်မှာအိုင်ဘတ်ခွန်ရှိကုန်ငါးသလုံးမေးစပေါ့အိတ်လုံးနဲ့1 expert ကိုကစားလို့ရပါတယ်မြန်မာအခြေသက်တီးတန့်ကစားနိုင်တယ်လို့ ထိုင်းမကွန်နေလည်းကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘတ်နံပါတ်6သလုံး9သလုံး5သလုံးမှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်ကြိုက်ဆုံးနံပါတ်3နေရာမှာရှိတဲ့ကစားသမားဘသူဖြစ်တယ်လဲဆိုတော့ Jurian Timba ပါ Jurian Timba ကတော့ပွဲတိုင်းဒီပါကောင်းတဲ့ကစားသမားပေါ့နော်ဒီနေ့ပွဲစဉ်မှာလည်း Jurian Timba ရဲ့ခံစစ်စွမ်းဆောင်ရေးအတော်လေးသဘောကျချင်စရာကောင်းတယ် Jurian Timba ဘက်ကစားတဲ့ Anthony Gordon အနေနဲ့အခွင့်အရေးတချို့ရခဲ့ပေမဲ့ Anthony Gordon လှောက်ရှားပုံမျိုးနဲ့ဆိုရင်ဒီထက်ပိုပြီးအခွင့်အရေးရတဲ့ Timba ကတော့အကောင်းဆုံး ထိန်းចောင်းသွားနိုင်ခဲ့တယ်လို့ပဲပြောရမှာပေါ့နော်တခါတလေတော့နည်းနည်းပပလွတ်သွားတဲ့အလုံးမျိုးလေးတွေတော့ရှိတယ်အဲတဖက်ကဒါဂျက်ကော့မာဖီနဲ့ကလာဖီယိုရီကတော့နှစ်ယောက်လုံးတိတ်အဆင်မပြေဘူးပေါ့နော်အဲ့ဒီကျွန်တော်အန်တနီဂါဒန်နဲ့ဂျူရီယန်တင်ပါဟို 1 vs 1ပုံစံလေးရတော့ကျွန်တော်တို့ပို့ပြီးတော့မြင်ခဲ့ရတယ်။တိုးတော့တင်းပါသည်ဒါပွဲချိန်ပြည့်အသင်းတို့အကောင်းဆုံးပေးဆက်ကစားသွားခဲ့တယ်။တင်းပါရှိနေရင်ကိုအာစနယ်အသင်းရဲ့အက်ဒီဘတ်ချန်အတော်လေးဟိုစိတ်ချစရာအခြေအနေမျိုးပေါ့နော်။ဒဏ်ရာပြဿနာလည်းရပြီးသွားတဲ့နောက်ပိုင်းမှာတိတ်ပြီးဒဏ်ရာပြဿနာမဖြစ်တော့တာလည်းအတော်လေးကောင်းတယ်။ကြန့်ခိုင်မှုအပြည့်နဲ့ဂျူရန်တင်းပါသည်အဲ့ဒီ site တစ် site လုံးတောက်လျှောက်ဖိအားပေးပြီးတော့ကစားနိုင်ခဲ့တယ်လို့ကိုယ့်ရဲ့အသင်းဘတ်ချန်မှာလည်းခန်းစစ်ဘတ်ချန်မှာလည်းအကောင်းဆုံးကစားပေးခဲ့တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့တင်းပါကိုအကြိုက်ဆုံးနံပါတ်3အဖြစ်ရွေးပေးပါတယ်။ ကဲကျွန်တော်ကြိုက်ဆိုနံပါတ်1အဖြစ်ရွေးချယ်ထားတဲ့ကစားသမားကတော့ Gabriel Magahis ပါ Magahis ရဲ့ကောင်းတိုက်တွင်းကိုတကူတဲ့ကိုကြည့်လို့မရပါဘူးသူရဲ့ခံစစ်စွမ်းဆောင်ရည်ကလည်းအတော်လေးကိုကောင်းခဲ့ပါတယ်လိုအပ်ချက်တချို့တော့အရှိပါတယ်တတော်လေးနေပါတယ်ဥမာပြောရင် Voldemort ရဲ့ကောင်းတိုက်ဂူးဆိုရင်သူရဲ့လူကတ်ကစားပုံလေးအနေငယ်လိုအပ်တယ်သူကတော့နောက်ကတွန်းလိုက်တဲ့အတွက် ။တော့ဒီကိုမပေးသင့်ဘူးလို့ယူဆပေမဲ့လည်းဒါဒီကိုမှဆိုရင်ဗိုဒမေဒီရဲ့လက်တွန်းလိုက်တဲ့ပုံကအရင်အားမရရင်လည်းမဟုတ်ပါဘူး။ဒီတိုင်းပဲခပပလေးပေါ့နော်။သူလက်လေးပါသွားတာကိုလဲသွားတယ်။အဓိကကတော့အဲ့ဒီအလုံးတစ်လုံးပဲနည်းနည်းလေးဝိတယ်လို့ကျွန်တော်မြင်တယ်။ဂျန်တဲ့အပိုင်းဒီမှာတော့ Gabriel Magahisty သူ့ရဲ့တပါသူ့ရဲ့ဝါသူ့ရဲ့နိုင်ပွဲတစ်ပွဲပေါ်မှာစာလောင်မွတ်တိတ်တဲ့စွမ်းရည်ကိုဆက်လက်ပြသသွားတယ်။ မာဂါဟိစ်အဲ့လိုခေါင်းတိုက်ဂူးသွင်းတဲ့ပုံစံမျိုးတွေကျွန်တော်တို့ရှေ့ရာသီတွေမှာလည်းမြင်ခဲ့ရပါမာဂါဟိစ်ဒီမာဂါဟိစ်ဖြစ်နေသေးပါเนาะဂါဘီအလက်ကောင်ဒီဂါဘီအလက်ကောင်ဖြစ်နေသေးပါအဲ့တော့ကျွန်တော်ကတော့ဂေဘရီယယ်မာဂါဟိစ်ကိုအကြိုက်ဆုံးနံပါတ်1နေရာမှာရွေးပေးပါတယ်ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ပလေယာကတော့ကျွန်တော်ညီကိုရင်းနဲ့အမြင်ချင်းတူချင်မှာတော့တူလိမ့်မယ်ဂျက်ကလန်ရိုက်စ်ကိုကျွန်တော်အကြိုက်ဆုံးပါခင်ဗျာ ဒီနေ့ကွင်းလယ်မှာအပွင့်လင်းပြောရင်တော့အာစတန်အသင်းတကယ်တမ်းတိုက်စစ်ဆင်ဖို့အတွက်အရင်စီးပိုင်မနေဘူးပေါ့နော်ကိုယ့်ရဲ့ကွင်းဘက်ချမ်းမှာတော့ဘောလုံးပေးဖို့မှုတွေအများအပြားရှိခဲ့တယ်သို့တော့ပြန်ဖက်အသင်းရဲ့ကွင်းဘက်ချမ်းကိုဘောလုံးပေးဖို့တာပုံစံမျိုးပဲဖြစ်ဖြစ်ခံစစ်ကိုဆင်းကူတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်အာစတန်ကစားသမားတွေထဲမှာနောက်ဆုံးကျွန်တော်ကြိုက်တဲ့ဇူဘီမန်နီတော်မှနည်းနည်းလေးအဆင်မပြေဘူးသို့တော့ဂျက်ကလရိုက်ကတော့ကြိုးစားအားထုတ်မှုအပြည့်နဲ့ကစားပေးသွားခဲ့တယ်ကျွန်တော်မှတ်မိတယ်ဗျဒီကောင်တာတစ်လုံးပေါက်လာတယ်ဂျက်ကော့မာဖီလားမသိဘူးအတင်းဆွဲ ဖြတ်ပြေးသွားတဲ့အချိန်မှာနောက်ကနေအသေးသန်တော့အတကုံလိုက်တယ်တကင်းတော့ rice ရဲ့ပြေးနှုံးอ่ะဗျာ pace ကကောင်းတယ်အဲ့လိုအတူလေးတွေပြေးမယ်ဆိုရင်အရင်ကောင်းတယ်တော့မဟုတ်ဘူးเนาะ agility ပိုင်းအရင်မကောင်းဒါပေမဲ့ तू ကြိုးစားအားထုတ်မှုအပြည့်နဲ့အဲ့ဒီအလုံးရအောင် push သွားခဲ့တယ်ဒါအပြင်အတင်းတွက်အဖိုးတန်ခြေပါကိုတကူကိုလည်းလှလှပပဖန်တီးပေးသွားခဲ့တယ်အဓိကတော့ဗျာသူရဲ့တိုက်ရိုက်ခိုက်ရိုက်စိတ်ကိုကြိုက်တာပါတကွင်းလုံးမောင်းနေမှုအပြည့်နဲ့ကွင်းလန်ကနေမောင်းနေသွားခဲ့ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီပွဲအတွက် man of the match ကစားသမားကတော့ Declan Rice ဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားကွင်းပြပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်